ချိုင်းကတရားပြင်းထန်ရတာတာကြောင့်ဂျင်းဦးကကုသပေးဖို့အတွက်လှုပ်ဝင်မယ်သူ့ရဲ့ဈေးရည်တွေကအစွမ်းမပြပဲဖြစ်နေခဲ့တယ်အဲဒါကြောင့်ဂျင်းဦးကနောက်ဘက်ကိုတစ်ချက်လှဲလိုက်ပြီးအရင်ဦးဆုံးအနေဖြင့်သူ့စီမှာပါလာတဲ့ကင်မရာမန်ကိုရှိသမျှကင်မရာတွေအကုန်လုံးပိတ်ပေးပါဆိုပြီးတော့တောင်းဆိုလိုက်တယ်အဲလိုနဲ့ကင်မရာမန်ကလည်းသူ့ရဲ့ကင်မရာကိုပိတ်လိုက်ပြီးဂျင်းဦးကအကုန်လုံးကိုဒီကနေမြင်တဲ့ဖြစ်ဖြစ်တဲ့ဘလူးစီမှာပြန်မပြောပြဖို့အတွက်ပြောနေခဲ့ကတည်ဆုံသွားပြီဖြစ်တဲ့ဟီလာရဲ့ခန္ဓာကိုယ်ကိုယူသွားပြီးချိုင်းအင်းရဲ့နားမှာတွတ်ထားခဲ့လိုက်တယ်ပြီးတော့သူ့ရဲ့စင့်ခေါ်ရီမော်နဲ့ချက်ချင်းပဲစင့်ခေါ်လိုက်ပြီးအက်စရန်ဟန်တာကလည်းရိတ်စစ်သားဖြင့်နိုးထလာခဲ့တယ်အပြင်ဘက်မှာရှိနေ တဲ့ဂျပန်စစ်ဟန်တာတွေကလည်းပြန်လည်သွားတိုက်ခိုက်ဖို့အတွက်ပြောနေခဲ့ပေမဲ့ပြည်စိတ်မိစောက်ကောင်နဲ့ထိတ်တဲ့ရင်ဆိုင်ကူးခဲ့တဲ့ S1 ရှိတဲ့ဂျပန်ဟန်တာကတော့သူတို့ရဲ့ခေါင်းဆောင်ကိုတောင်မှခဏလေးအဆုံးသတ်ပေးလိုက်တဲ့ပြည်စိတ်မိစောက်ကောင်ကိုသူတို့အခြေအနေနဲ့ဘလို့မှမရှင်းတိုက်နိုင်ဘူးဆိုပြီးပြောပြနေခဲ့တာထပ်မသွားဖို့အတွက်တန်တန်မာနေခဲ့တယ်။ဂျင်ဦးစင်းခေါ်လိုက်တဲ့အရေးစစ်သားဟီလာကလည်းချက်ချင်းပဲဒဏ်ရာပြင်းထန်ရတာနဲ့ချာယင်းကိုပြန်လည်ကုသပေးနေပြီးအကုန်လုံးကလည်းအံ့ဩတကြီးနဲ့စောင့်ကြည့်နေခဲ့ကြတယ်။ချာယင်းကဒဏ်ရာတွေတက်တာသွားခဲ့ပေမဲ့ချက်ချင်းတော့လှုပ်ရှားနိုင်အောင်မဟုတ်ဘူးဆိုပြီးပြောပြနေခဲ့တာဂျင်ဦးကလည်းသူကိုယ်တိုင်အောင်ခိုင်းစရာမလိုပဲအခြေ အနေကိုနားလည်ပြီးချက်ချင်းတွားရောက်ကုသပေးခဲ့တဲ့သူ့ရဲ့ရိတ်ဆက်သားကိုချီးကျူးစကားဆိုနေခဲ့ကမစ္စတာဟောင်တို့ဘက်ကလည်းဒါဟာသူတို့တငယ်ချင်းရဲ့စိတ်ဝိညာဉ်ရှိနေသေးတယ်ဆိုတာသိလိုက်ရတယ်။ဂျင်ဝုကလည်းဒီလိုမျိုးမလုပ်ချင်ပေမဲ့အဲ့ဒီတိတ်ဆုံးသွားတဲ့ဟီလာဟန်တာကသူ့ရဲ့ဆွမ်းကိုအသုံးပြုပါဆိုပြီးတောင်းဆိုခဲ့ကြောင်းကိုပြောပြနေခဲ့တယ်။အဲ့ချိန်မှာမစ္စတာဟောင်ကဂျင်ဝုရဲ့နောက်ဘက်ကိုရောက်လာပြီးသူဂျင်ဝုရဲ့ပကုံးကိုနောက်ကနေကင်တာဟာဒုတိယချိန်မြောက်ရှိပြီဆိုပေမဲ့အခုချိန်မှာသူဟာတောင်းဆိုချက်ရှိကြောင်းကိုပြောပြနေခဲ့ပြီးသူ့ရဲ့တငယ်ချင်းဖြစ်သူကိုစစ်ပွဲတွေထဲထပ်မံမခေါ်ဆောင်ဖို့နဲ့သူ့ကိုထာဝရနားပေးလိုက်ဖို့အတွက်တောင်းဆိုနေခဲ့တယ်။ဂျင်ဝုကလည်း ယ်မစ္စတာဟောင်းမတောင်းဆိုရင်တောင်မှအဲ့လိုလုပ်ဖို့အတွက်စဉ်းစားထားပြီးဖြစ်ပြီးသူ့ရဲ့ရိတ်စစ်သားစီကိုပဲသွားလိုက်ကစင့်ကွန်ချင်းမော်ဆွမ်အောင်ကိုပြန်လဲရုပ်သိမ်းလိုက်တယ်ဒီလိုနဲ့ရိတ်စစ်သားကလည်းမစ္စတာဟောင်းတို့ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခွင့်ရရှိစွာခဲ့တယ်ဂျပန်မှာမှရှိနေတဲ့အကြီးအကဲကတော့ TV ကနေထုတ်လွှင့်လိုက်တဲ့ဒါရိုက်ထုတ်လွှင့်မှုစီစဉ်ကိုကြည့်နေပြီးကိုရီးယားတွေရဲ့ဟန်တာကဂူလိုတော်မနိုင်နဲ့ပြည့်စိတ်မိတ်ဆောင်ကောင်ကိုရှင်းလင်းနိုင်လိုက်ပြီးဆိုတဲ့သတင်းကြောင့်တော်တော်လေးကိုဒေါသထွက်နေခဲ့တယ်ဘယင်မောက်ရောဘယင်ရောမရှိတော့တဲ့ပြည့်စိတ်မိတ်ဆာတွေကခြေဦးတွေရလျှောက်သွားနေပြီးသူတို့ရဲ့အတိုက်တွေကနေထွက်လာခဲ့ကအပြင်ဘက်မှာအတင်းဆောင်နေတဲ့ဟန်တာတွေကလည်း အဲ့ဒီဖေးရစိတ်တွေကိုမြို့ထဲကိုမရောက်အောင်ရှင်းလင်းနေခဲ့ကြရတယ်။ဖေးရစိတ်ဘီမကြီးကိုတော်ရုံနေနေခဲ့တဲ့ကိုရီးယားတွေရဲ့တပ်ဖွဲ့ကလည်းကယ်ဆယ်ရေးရဟတ်ရင်စီကိုအများဆုံးပြေးသွားနေခဲ့ပြီးဂူထဲမှာရှိနေတဲ့ဖေးရစိတ်ရေတောက်ကတော်တော်လေးကိုများပြားနေတာကြောင့်သူတို့တွေလည်းစိုးရိမ်နေခဲ့ရပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျင်ဝူကတော့တယောက်တည်းကျွန်းထဲမှာရှင်းစရာရှိတာတွေရှင်းအောင်မယ်ဆိုပြီးသူတို့တွေအကုန်လုံးကိုအရင်ပြန်နှင့်ခိုင်းလိုက်ကြတယ်။တကယ်တော့ဂျင်ဝူကကျွန်းထဲမှာရှိနေတဲ့ဖေးရစိတ်ဥတွေကိုတခါတည်းရှင်းပြနေခဲ့ကြတာပဲဖြစ်ပါတယ်။ဂျင်ဝူကတော့ဘာမှကိုလုံးဆရာမလို့ပဲသူ့ရဲ့အရေးစစ်သားတွေကဖေးရစိတ်တွေကိုမိလောင်တိုက်သွင်းပေးနေခဲ့ကြပြီးဂျင်ဝူကတော့ level level တွေခဏခဏတက်နေတာကြောင့်တော်တော်လေးကိုပျော်ရွှင်နေခဲ့တယ်။သူကိုယ်တိုင်လည်းသူ့ရဲ့ level တွေကိုဆက်လက်မြင့်တင်နေပြီးနောက်ဆုံးမှာတော့ level 100ကိုပြည့်နှက်သွားပြီပဲဖြစ်ပါတယ်။အဲ့လိုနဲ့ဂျင်းဦးကသူနဲ့နင်းလိုက်တဲ့ပြည့်စိတ်မိဆာကောင်ရဲ့အလောင်းစီကိုတွားလိုက်ပြီးတည်ဆုံသွားတဲ့အလောင်းဖြစ်ပေမဲ့လည်းပြည့်စိတ်စီကနေဂုံရှင်ဝါတွေထွက်နေသေးတာကိုသိလိုက်ရတယ်။အဲ့လိုနဲ့ဂျင်းဦးကလည်းချိန်ခေါ်လိုက်ပြီးချက်ချင်းပဲသူကိုယ်တိုင်ကအမောင်ထုတယ်ကိုရောက်ရှိသွားခဲ့က ဂျင်ဝူကလည်းတချက်တော့တတိမိသွားခဲ့တယ်ဒါပေမဲ့ပြန်ပြီးတတိလဲလာတဲ့အချိန်မှာတော့နောက်ဘက်ကနေသူစင့်ခေါ်လိုက်တဲ့ပယ်စိန်မိစာကောင်ကသူ့ရဲ့အရေးစစ်တာဖြစ်သွားခဲ့ပြီးဂျင်ဝူကလည်းသူ့ရဲ့စင့်ခေါ်မှုမအောင်မြင်ဘူးလို့ထင်သွားခဲ့တယ်အဲ့အချိန်မှာပဲရုတ်တရက်ကြီးပယ်စိန်အရေးစစ်တာကသူ့ကိုစကားလမ်းပြောလိုက်တာကြောင့်ဂျင်ဝူကလည်းကြောက်သွားခဲ့ရပြီးဂျင်ဝူကိုလည်းဘယင်ဖြစ်တင်မြောက်ကြောင်ပြောနေခဲ့ကသူ့ကိုနာမည်ပေးဖို့အတွက်လည်းတောင်းဆိုနေခဲ့တယ်ဂျင်ဝူကလည်းသူ့ရဲ့အရေးစစ်တာတွေထဲမှာစကားပြောတာဒါပထမဆုံးဖြစ်တာကြောင့်အံ့ဩသွားခဲ့ရပြီးနာမည်ကိုလည်းဘာရူးဆိုပြီးတော့ပေးခဲ့လိုက်တယ်ဘာရူးဟာဂျန်ဝယ်ယာရူးအဆင့်ရှိတဲ့အရေးစစ်တာတစ်ကောင်ဖြစ်လာခဲ့တယ် ပြီးတော့ဂျင်ဝကတခြားပရစိတ်မိဆာခွန်တွေကိုလည်းဆင့်ခေါ်လိုက်တယ်။ဂျဲဂျူကျိုးဆွယ်ကနေထွက်လာတဲ့ပရစိတ်တွေကအရေးအတွက်တွေကရန်ဝန်ပြပြနေပြီးအရန်သိမ်းစောင့်ထားတဲ့အရန်အင်အားတွေကလည်းဘလို့မှမလုံလောက်ပဲဖြစ်နေခဲ့ကဒီပုံစံတိုင်းလာဆိုရင်တော့ဒီပရစိတ်တွေကလူနေရှိတဲ့မြို့တွေထဲကိုပါရောက်ရှိတော့မယ်ဆိုတာကိုတွေးဖို့နေခဲ့ကြတယ်။အဲ့ဒီအခြေအနေကိုဂျင်ဝနဲ့သူ့ရဲ့အရေးစစ်သားဘာရူးကိုစောင့်ကြည့်နေခဲ့ပြီးဂျင်ဝကလည်းဘာရူးကိုအဲ့ဒီပရစိတ်တွေကိုရှင်းလင်းဖို့အတွက်အမိန့်ပေးလိုက်က ဘာရိုးကလည်းဂျင်ဝင်းရဲ့မိန့်ကိုနာခံပြီးချက်ချင်းပဲထွက်လာခဲ့လိုက်တယ်။တနည်းအားမတော့လက်တစ်ဖက်ပဲရှိတော့တဲ့ဟန်တာတယောက်နဲ့ဂျင်ဝင်းရဲ့တငယ်ချင်းတွေကပီအက်စိတ်တွေကိုနှိမ့်နေနေခဲ့ပေမဲ့ပီအက်စိတ်တစ်ကောင်တိုက်ခိုက်တာခံရတော့မဲ့ချိန်ဘာရိုးကရုတ်တရက်ရောက်လာပြီးအဲ့ဒီပီအက်စိတ်ကိုရှင်းပေးလိုက်တယ်။ပြီးတော့အနားမှာရှိနေတဲ့ပီအက်စိတ်မိစ္ဆာတွေအကုန်လုံးကိုလည်းရှင်းပစ်လိုက်ပြီးအနားမှာရှိနေတဲ့ဟန်တာတွေကိုကယ်ပေးလိုက်တယ်။ကယ်ဆယ်ရေးလီရင်နဲ့နောက်ပြန်ဆုတ်သွားတဲ့ကိုရီးယားဟန်တာတွေကလေပေါ်မှာရှိနေတဲ့ပီအက်စိတ်တွေဂျားတွေကနေပြန်သွားရတာကြောင့်အကာအကွယ်လုပ်ပြီးသူတို့ရဲ့လေရင်ကိုမထိအောင်ပြန်တန်းနေခဲ့ရပေမဲ့အရေးအတွက်ရန်ကုန်များပြားလွန်းတဲ့ပီအက်စိတ်တွေကြောင့်အကာအကွယ်လုပ်ပြီးနေတဲ့မော်ဆရာက ကလည်းတဖြည်းဖြည်းချင်းအင်အားဆုံးယုတ်လာခဲ့လိုက်တယ်ဒီလိုနဲ့အကအကွဲပါပြက်စီးသွားခဲ့ရပြီသူတို့ရဲ့လေရင်ကိုပျက်စိတ်တွေဝင်တိုက်တော့မဲ့ချိန်မှာပဲရုတ်တဲ့ဘာမှမသိတဲ့ຢာတစ်ခုကအဲ့ဒီပျက်စိတ်တွေကိုရှင်းထုတ်လိုက်တယ်တကယ်တော့သူတို့ကိုနောက်တဲ့တစ်ခါဂျင်းဝကငကားကြီးစီဝီကယ်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဂျင်းဝရဲ့ရိတ်စစ်သားတွေရဲ့အကူအညီနဲ့သူပျက်စိတ်မိစ္ဆာတွေအကုန်လုံးနှိပါကိုပြန်လည်ရှင်းလိုက်နိုင်ခဲ့ပြီဟန်တာတွေအကုန်လုံးကလည်းတက်ပြင်းချနိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ကိုရီးယားရဲ့ S Fan ဟန်တာတွေကလည်းအနယ်ကင်းကင်းနဲ့ပြန်ရောက်လာနိုင်ခဲ့ပြီချာယင်းကလည်းကိုမဝင်နေခဲ့ကဟီလာတယောက်ကိုပဲဆုံးရှုံးလိုက်ရတယ်သူတို့အတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ် ြစ်ပေမဲ့လည်းတစ်ဖက်မှာတော့သူတို့တွေဟာဂျေဂျူချင်းကိုပထမဆုံးအနေဖြင့်အောင်ပွဲဝင်နိုင်သွားခဲ့ကြပြီပဲဖြစ်ပါတယ်ဂျေဂျူချင်းကနေလွတ်ထွက်လာတဲ့ပယ်ဆိုင်မိစ္ဆာတွေကတရုတ်ဘက်ကိုရောက်ရှိသွားခဲ့ပြီးတရုတ်ဘက်ကရေးသားတွေကလည်းအစင်းတင်ဆောင်နေခဲ့ကြကလွတ်ထွက်လာတဲ့ပယ်ဆိုင်တွေကိုရှင်းလင်းဖို့အတွက်အသင့်ပြင်နေခဲ့ကြတယ်အဲ့မှာတော့နိုင်ငံတော်အဆင့်ရှိတဲ့ Aspran Hunter ဖြစ်တဲ့နိုင်ငံတော် Hunter တယောက်ကရှေ့ထွက်လာပြီးသူ့ရဲ့ဓာတ်နှာချောင်းနဲ့အတူဒါလာဓာတ်မြပယ်ဆိုင်တွေအကုန်လုံးကိုတခါတည်းနဲ့အပြတ်ရှင်းပစ်လိုက်တယ်ဒီလိုနဲ့တရုတ်တွေရဲ့ရေးသားကဘာမှကိုလုံးဝစရာမလိုပဲသူတို့ Hunter တယောက်ရဲ့စွာအားနဲ့အတူတခါတည်းအပြတ်ရှင်းလာနိုင်ပြီဖြစ်ပါတယ်ဒီလိုနဲ့စစ်စင် င်ရေးပြီးဆုံးသွားပြီးနောက်တစ်ရက်မနက်မှာတော့စစ်စင်ရေးမှာကြဆုံသွားတဲ့စစ်သားတွေကိုဝမ်းနဲ့ဂုံပြူလာပွဲလုပ်နေပေးခဲ့တယ်အဲ့ဒီပွဲကိုတော့ဂျင်ဝူကလည်းတက်ရောက်ခဲ့ပြီးပန်းလေးတပွင့်နဲ့အတူသိဆုံးသွားခဲ့တဲ့ Asran Hunter ဖြစ်တဲ့ Hila Hunter စီကိုပန်းလေးတပွင့်တွားရောက်ပေးခဲ့တယ်ကိုရီးယားနိုင်ငံတနိုင်ငံလုံးမှာလည်းအမြင်ကိုစီတွေဖြစ်နေခဲ့ကြပြီးဂျင်ဝူကိုကောင်တဲ့တင်ပြောတဲ့သူအပြင်ဂျင်ဝူကိုစိုးတဲ့တင်ပြောတဲ့သူတွေလည်းရှိနေခဲ့တယ်ဘာလို့ဆိုဂျင်ဝူကစောစောသွားခဲ့မယ်ဆိုရင်ဘဒူးကိုမှဆုံးရှုံးရမှာမဟုတ်ဘူးဆိုပြီးအပြစ်တင်နေခဲ့ကြပေမဲ့ Mr. Hong ကတော့လူတွေဘာပဲပြောပြောဂျင်ဝူကတော့ဒီတိုက်ပွဲကိုအဆုံးသတ်ပေးလိုက်တာဆိုပြီးပြောပြနေခဲ့တယ်ပြီးတော့ Hunter ွဲ့စီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ခွန်ကြီးကလည်းဂျင်ဦးနဲ့တူတူတွေ့ဆုံလိုက်ပြီးပထမဆုံးအနေဖြင့်ဂျင်ဦးကိုကျေးဇူးတင်စကားဆိုနေခဲ့ကဂျင်ဦးကတော့တူတူဆော့ဆော့မသွားခဲ့မိတဲ့အတွက်တောင်းပန်စကားဆိုနေခဲ့တယ်ဒါပေမဲ့ဥက္ကဋ္ဌခွန်ကြီးကတော့အဲ့ဒါကိုစိတ်ထဲမှာထားပဲဂျင်ဦးကြောင့်မလို့တာသူတို့ရဲ့ S-Rank ဟန်တာတွေကိုလည်းကယ်ထုတ်လာနိုင်ခဲ့ပြီးပြည်သူတွေအကုန်လုံးကလည်းပြစိတ်တွေရဲ့ရန်ကနေဘေးကင်းသွားခဲ့ကြအောင်ကိုပြောပြနေခဲ့တယ်ပြီးတော့ခွန်ကြီးကဂျင်ဦးရဲ့အင်အားတွေကိုဘယ်နေရာမှာထပ်ပြီးတော့အတုံးချမှာလဲဆိုပြီးတော့မေးနေခဲ့ကဂျင်ဦးရဲ့နာကတ်ကြောင်ကိုလည်းမေးနေခဲ့တယ်ဒီလိုနဲ့ဂျင်ဦးကလည်းသူ့ဘက်ကနေတောင်းဆိုစရာရှိတယ်လို့ပြောလိုက်ကသူကိုယ်တိုင်အဖွဲ့တ ဘွဲကိုထောင်ထောင်မှာဖြစ်ကြောင်းပြောပြလိုက်တယ်။ဒေလွန်နဲ့ရက်နေငယ်ကြသွားတော့ဂျေဂျူဇွန်းဆွေကိုလည်းလုံခြုံရေးတွေတင်းကျပ်ထားခဲ့ပြီးဟန်တာဖွဲ့စည်းဘက်ကအီရန်အဆင့်ရှိတဲ့ဟန်တာတွေကိုရှင်းလင်းရေးတွေစတင်လုပ်ခိုင်းနေခဲ့ပြီပဲဖြစ်ပါတယ်။လက်ရှိမှာတော့ရှင်းလင်းရေးတာဝန်ကိုလုပ်နေရတဲ့ဟန်တာတွေတဲကဒူတွေကတော့ခေါင်းဆောင်ဖြစ်တဲ့ဒူကသူတို့ရဲ့တာဝန်ကဘလောက်ကောင်းကြောင်းကိုပြောနေခဲ့ပြီးအမွန်းတင်နေခဲ့တဲ့ချိန်မှာပဲရုပ်တွေလိုင်ကူတွေကလည်းလူတစ်ယောက်ထွက်လာခဲ့တယ်။ပြီးတော့တော့အဲ့လူကသူတို့တွေနားမလည်တဲ့စကားတွေကိုပြောနေခဲ့ပြီးရန်ကိုထူဆန်းနေခဲ့တာကြောင့်ဒီကနေထွက်သွားဖို့သူကမိတ်ပေးနေခဲ့ပြီးမှနောက်ကနေရုပ်တွေနောက်ထပ်လူတစ်ယောက်ကလက်ဖြောက်တောက်လိုက်ပြီးတာဝန် င်ကြတဲ့ဟန်တာတွေအကုန်လုံးကလည်းမိလေသွားခဲ့တယ်။အလွန်နဲ့လက်ဖြောက်တောက်လိုက်တဲ့ကောင်ကပဲပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးပြီလားဆိုပြီးတော့မိလိုက်တယ်။ခဏတုန်းကအရှိကမွန်စာကလည်းဒီကိစ္စကထူးဆန်းတဲ့ကိစ္စဖြစ်ပြီးအဲ့လိုရတဲ့ကလူသားတွေကိုကူညီပေးလိမ့်မယ်လို့သူမထင်ထားခဲ့ကြောင်းကိုပြောပြနေခဲ့တယ်။ဒါပေမဲ့သူတို့တာဝန်တွေကဘယ်ရာကုန်မှဆွတ်ဖက်မှာမဟုတ်ပဲအမဲလိုက်တာကိုစီစဉ်ထားတဲ့အတိုင်းပဲလှုပ်ဆောင်မယ်ဆိုပြီးပြောပြနေခဲ့ကကိတ်တကားကိုလည်းဖွင့်ခဲ့လိုက်တယ်။သူတို့စီကိုတယောက်ယောက်လာနေတယ်ဆိုတာသိပေမဲ့ခြံနေတဲ့တယောက်ကလည်းစိတ်ရှုပ်စရာတွေကိုမလုပ်ချင်တာကြောင့်သူ့ရဲ့ကိတ်တကားကိုဖွင့်ပြီးသူကလည်းပြန်သွားခဲ့လိုက်တယ်။ ဲ့ဒီအရာတွေကအဝေးကနေလူတယောက်ကမလန်မကန်ကနေလမ်းကြည့်နေခဲ့တယ်။တစ်ဖက်မှာတော့ဂျင်ဝူးကလည်းကားလန်တစ်ခုမှကားပိတ်နေခဲ့ပြီးဂျွန်ဟိုစီကလည်းသူတို့တွေကိုပိုင်ကဲတစ်ခုကိုထောင်နိုင်တော့မယ်ဆိုပြီးတော့ပြောပြနေခဲ့တယ်။အဲ့ချိန်မှာဂျီနာရဲ့တငယ်ချင်းကလည်းသူ့ကိုပါအဖွဲတွေထည့်ဖို့အတွက်ဗီဒီယိုကောကနေလမ်းပြောနေခဲ့တာကြောင့်ဂျင်ဝူးကလည်းဖုန်းကောကိုချက်ချင်းပဲပိတ်ပစ်လိုက်တယ်။တကယ်တော့ဂျင်ဝူးတို့အခုလိုမျိုးလမ်းပိတ်နေတာကအဝေးပြေးလမ်းမရဲ့အလဲတက်တက်မှာခီးတစ်ခုကရုပ်တရကြီးပေါ်လာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။တခြားဟန်တာတွေကလည်းအနီးနားမှာမရှိတာကြောင့်ဂျင်ဝူးကိုပဲဟန်တာအဖွဲစီကကူညီတောင်းလိုက်ပြီးဂျင်ဝူးကလည်းမလွဲသာ တော့ပဲသူတယောက်တည်းပဲဝင်ရှင်းလိုက်မယ်ဆိုပြီးဝင်သွားခဲ့လိုက်တယ်။ဒန်ဂျန်ကလည်းအေးစစ်မယ်ဆိုတော့ဂျင်ဦးကလည်းစိတ်ချလက်ချနဲ့ဝင်သွားခဲ့ပေမဲ့ချက်ချင်းပဲအနီရောင်ဒန်ဂျန်ဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဂျင်ဦးကလည်းဒါဟာအေးစစ်ရှိတဲ့ဒန်ဂျန်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပြီးတော်ထဲမှာလည်းသူ့ကိုစောင့်ကြုံနေတယ်။မကောင်းဆိုးဝါးမိစ္ဆာတွေအများကြီးရှိနေခဲ့ကဂျင်ဦးကလည်းသူ့ရဲ့အရေးစစ်သားတွေကိုချက်ချင်းပဲဆင့်ခေါ်လိုက်ကတိုက်ပွဲကြီးကိုစတင်လိုက်တယ်။ဒန်ဂျန်ကလည်းပြန်လဲတက်တာလာပြီးဖြစ်တဲ့ချားဟင်းကလည်းတယောက်တည်းနေဝင်စည်းစာကိုစောင့်ကြည့်နေခဲ့ကသူ့ရဲ့တင်ရှင်းမှုအတွက်သူကိုယ်တိုင်ကအောက်ငယ်စိတ်တွေဝင်လာခဲ့တယ်။ပြီးတော့ဂျင်ဦးကသူ့လက်လံမမီနိုင်တဲ့ level တစ်ခုမှာ ရှိနေခဲ့တာကြောင့်ဂျင်ဝူနဲ့အတူတူရေမောင်တန်းနိုင်တဲ့အထိတမာချင်းချောင်းကိုရေးရွနေခဲ့မိတယ်။ဂျင်ဝူဘလောက်ထိတမာချောင်းကိုလည်းသူကိုယ်တိုင်သိလာခဲ့ပြီဖြစ်ပြီးတစ်ဖက်မှာရှိနေတဲ့ဂျင်ဝူကလည်းသူ့ရဲ့ရိတ်စစ်သားတွေနဲ့အတူဒန်ဂျန်ထဲမှာဟန်တာတွေရဲ့ထုံးစံတိုင်းမကောင်းဆုံးဝါးတွေကိုနှိမ့်နေနေခဲ့တယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဒန်ဂျန်ရဲ့ boss ကိုနှိမ့်နေဖို့အတွက်ဂျင်ဝူတယောက်ရှေ့ထွက်လာခဲ့ပြီး season 2လေးလည်းဒီနေရာမှာနေပြီးဆုံးသွားပါတယ်။နောက်တဲ့ season 3တွေကိုဆက်လက်ဆောင်ကြည့်ချင်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာ။ဗီဒီယိုတွေကိုလည်းပုံမှန်သင်ဆက်ပြီးတော့မှဖြစ်တာကြောင့် like and share လေးတွေလည်းလုပ်သွားပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်